ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဗျ။ကျွန်တော်တင်ဆက်သူမနဲ့ပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလံလေးကတော့တောရှင်ရသိနဲ့မုတ်ဆိုးညီနောင်တို့ရဲ့ထိုင်လန်ရှောက်ရှားဝယ်ဟာတရေဇလံလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တိတ်ဆိတ်ငြိမ်သက်နေတဲ့ညမောင်တို့ရဲ့အလေးမှာတော့တောဝတ်ကြီးတကောင်ဟာအစာရှာဖို့အတွက်ထွက်လာခဲ့ပါတယ်။အဲဒီတောဝတ်ကြီးဟာနေရာတစ်ခုကိုရောက်တဲ့အခါမှာတော့ဒဂီဂီနဲ့အော်ဟေးရင် အစာအစာတွေကိုဂုံယုံစားတောင်းနေခဲ့တယ်ဗျ။ဘိုတောဝတ်ကြီးနဲ့မနီမိုဝေ၄၀လေးပုံမှာတော့ တင်ထုံးနဲ့ဆွေမြောင်းလိုခေါ်တဲ့လူငယ်နေဟာခီလိုနေခဲ့တာပါသူတို့နေဟာ၄၄ပုံမှာတနက်တယောက်တလက်စီကိုကန်ပြီးတော့တားကောင်နေရဲ့အလာကိုအစင်းသစ်စောင့်နေခြင်းသာဖြစ်ပါတယ်ဒေါ်ဝတ်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့တင်ထုံးတယောက်တနက်မောင်းကိုဖြုတ်လိုက်ပြီးတော့ဒေါ်ဝတ်ကြီးကိုပြစ်ချလိုက်တော့တယ်ဗျဒါပေမဲ့လည်းအဲဒီချိန်မှာလေစင်းတစ်ချက်တိုက်ခတ်လာပြီးတော့ကြီးစံဟာတားကောင်ကိုမထီးဘဲနဲ့လွဲချော်လို့သွားခဲ့ပါတော့တယ်တနက်တန်ကိုကြားလိုက်ရတဲ့အခါမှာတော့ဒေါ်ဝတ်ကြီးကလည်း ချက်ချင်းဆိုသလိုအဲ့ဒီနေရာကနေပြေးသွားခဲ့ပါတော့တယ်။အဲအကြောင်းတင်ထွန်းလေးတားကောင်လွတ်သွားမှာကိုစိုးရင်အကြောင်းလက်ထဲကတနတ်နဲ့တရေဆက်ပြစ်ချလိုက်တယ်ဗျ။ဒါပေမဲ့လည်းသူ့ရဲ့ကြည်စံတွေကဒေါ်ဝက်ကြီးကိုနည်းနည်းလေးမှမထိမှန်ခဲ့ပါဘူး။အဲဒီခါမှာတော့ဆွေမြောင်းနဲ့တင်ထွန်းတို့ဟာတရက်ကိုတရက်တန်တရားစီတီနဲ့ကြီးလိုက်ကြတယ်ဗျ။လုံတော့မှာတော့ဆွေမြောင်းကအခုလိုစတင်ပြီးတော့ပြောဆိုလိုက်ပါတော့တယ်။ဟိကောင်တင်ထွန်းမင်းဥဒိဖေပြောတာကိုမှတ်မိလားကွာ။ ဒီတော့ကရေစည်းကြီးစောက်ဆောင်နေတဲ့တောအုပ်ကြီးဆိုတာကိုလေပြီးတော့ဒီတော့ကတားမြင်နေမျိုးလို့လေပြောဘူးတယ်မဟုတ်လားကွာအေးဟုတ်တယ်လေကွာဘာဖြစ်လို့လဲအဲ့တော့ကြောင့်ငါတို့ရဲ့တားကောင်မရတာနေမှာပေါ့မင်းကလည်းကွာဒီတော့ရဲ့တောင်ရောက်လာပြီငါတို့တားကောင်တကောင်ကတော့ရမှာဖြစ်မှာပေါ့ကွာမဟုတ်ဘူးလားအဲ့ဒီရေစည်းကြီးရှိရဆိုရင်လေငါရှိကိုကိုထင်းပြမှာပဲငါတော့ဂျုံမယ်ကွာဒင်တို့နဲ့ဆွေမြောင်းတို့ဟာအဲ့ဒီလိုပြောဆိုနေစင်မှာတော့ခြေသားတစ်ခုကိုရုတ်တရက်ကြားလိုက်ရပါတော့တယ် ။အင်အားကြောင့်တင်ထုံးတဲ့ဆွေမျိုးတို့လည်းပြောစုံနေသောစကားများကိုရက်တန်လိုက်ပြီးတော့အတန်ကိုအာယုံဆိုင်ပြီးတော့နားထောင်လိုက်ကြပါတော့တယ်။အဲဒီခြေတံဟာတဖြည်းဖြည်းနီးကပ်လာတာနဲ့မျှတလေးဆန်တဲ့ကောင်းရဲ့ခြေတံမျိုးပဲလူတစ်ယောက်ရဲ့ခြေတံဆိုတာကိုတင်ထုံးတဲ့ဆွေမျိုးတို့နှစ်ယောက်စလုံးတိလိုက်ကြတာပေါ့။ဒါပေမဲ့လည်းအဲဒီခြေတံကတာမန်လူတွေထက်ပိုပြီးတော့ထူးခြားနေတာကိုတိတိတသာ ခံစားလာရပြီးတို့တို့နှစ်ယောက်လေးအဲ့ဒီခြေတံကိုသာအာယုံဆိုင်ပြီးတော့နားထောင်လို့နေခဲ့တယ်ဗျ။အဲ့ဒီနောက်မှာတော့ခနာလေးအတွင်းမှာပဲ တင်ထုံနဲ့ဆွေမျောင်းတို့ရဲ့ရှိမှာလူကြီးတယောက်ဟာရုတ်တရက်ပေါ်ထွက်လို့လာခဲ့ပါတော့တယ်အဲဒီလူကြီးဟာအသက်ကြီးကြီးအဖိုးတယောက်လို့ဆိုပေမဲ့လည်းကာနာကိုထွားချိုင်းတမ်းမာပြီးတော့အရက်အမောင်းဟာလည်းပေနဆယ်ပတ်ချာလဲလောက်ကိုရှိနေခဲ့တာပါသူရဲ့ခန္ဓာကိုယ်မှာတော့ကြားရုပ်ပါတဲ့အဝေးအစားကိုဝစ်ဆင်ထားပြီးတော့ကြီးမားတဲ့ဗရေကြီးကုန်းကြီးတစ်ခုကိုလည်းလေပင်းထက်မှာအကြနာဆွဲထားခဲ့တယ်ဗျ။ထို့နောက်မှာတော့အဲဒီလူကြီးဟာညာဘက်လက်ကနေလန်တာတစ်ခုကိုဆွဲကင်လိုက်ပြီးတော့တို့တို့နှစ်ယောက်ရှိရာကို ဥတီပြီးတော့လာနေခဲ့တာဗော။ဒုံမြင်ကွင်းကိုမြင်လာရတဲ့ခါမှာတော့ဆွေမျောင်းဟာအခုလိုပြောဆိုလိုက်ပါတော့တယ်။ဟေ့ဟေ့ကောင်တင်းထွန်းဟိုရှိရဟာရသေးလားကွာ။ခန္ဓာကိုယ်ကြီးကအကြီးကြီးပဲ။အရဲ့ကြီးကလည်းကြီးပါအောင်ကွာ။ငါတို့သုံးပြန်သာလောက်ကိုရှိမထင်နဲ့ကွာ။ဟေ့ကောင်ကြီးမဟုတ်မှလွဲရော့။ဒါဥတီဖေပြောတယ်တောဆောင်ရသေးကြီးများဖြစ်နေမလားကွာ။ဆွေမျောင်းရဲ့စကားအဆုံးမှာတော့တင်းထွန်းဟာအခုလိုပြန်ပြီးတော့ပြောဆိုလိုက်တာဗော။အာကွာဘဲကတာဘလို့လုတ်ပြီးတော့တောရဲ့တကြီးဖြစ်မှလဲကွာ။ ဒီလိုတော်တော်ကြီးဆိုတာကမိမတွေတဲ့ပို့ပြီးတော့တောင်းမှမာယာများတတ်သေးတယ်ငါတို့မယုံဘူးကိုဒါတစီပဲဖြစ်ရမယ်အခုကြည့်ပါလားအဲ့ဒီလူကြီးကငါတို့စီကိုလာနေပြီကွာသူ့လက်ထဲမှာလဲလှန်ကြီးပါတယ်ကြောက်စရာကြီးငါတို့နားကိုရောက်ရင်သူ့လက်ထဲကလန်နေငါတို့ကိုအန်ရည်ပြုတ်နိုင်နေအဲ့တော့ငါတို့ကလက်ဥမာဖြစ်မေးကွာအဲ့ဒီလိုပြောဆိုပြီးရဲ့နောက်မှာတော့တင်ထွန်ဟာအသက်ကိုပြင်းပြင်းရှူလိုက်ပြီးစိတ်ကိုတင်းငြိမ်အောင်ထားလိုက်ပါတော့တယ်ထို့နောက်မှာတော့တင်ထွန်ဟာကြီးစံအပြစ်ဖြေထားတဲ့တူမီတနက်ကို အသွင်ချိန်လိုက်ပြီးတော့ရှေ့မှာရှိနေတဲ့ရေတဲကြီးကိုပြစ်ချလိုက်တော့တယ်ဗျအဲဒီခါမှာတော့ကြီးစံဟာလျှက်တစ်ပြက်ဆိုသလိုတနက်ပြောင်းဟာကနေထွက်သွားပြီးရေတဲကြီးရှိရာကိုဥတီပြီးတော့ပြေးသွားခဲ့ပါတော့တယ်ဒါပေမဲ့လည်းရေတဲကြီးကတော့သူ့စီကိုထိုးတက်လာတဲ့ကြီးစံကိုအတာတကြီးပဲလက်နဲ့ဖမ်းဆုပ်ထားလိုက်တာပေါ့ထို့နောက်မှာတော့တောရရေတဲကြီးဟာအဲဒီကြီးစံကိုဖြစ်ချေလိုက်ပြီးတော့မြေပြင်ပေါ်ကိုခါချလိုက်ပါတော့တယ်ထုံမြင်ကွင်းကိုမြင်လိုက်ရတဲ့ခါမှာတော့တင်ထုံးနဲ့ချစ်ဆွေတို့တငယ်ချင်းနှစ်ယောက်လေး ပါဇက်အဟောင်းသာဖြစ်သွားကြပြီးတော့အန်ဩတုံလုံးကုန်ကြပါတော့တယ်။ဒါပေမဲ့လည်းတင်ထွန်းကတော့သူ့ရဲ့စိတ်ကိုမလျှော်ဘဲလက်ထက်ကတဏ္ဍနဲ့တရဇက်ဆိုသလိုအဆင်မပြေပြစ်ချလိုက်တော့တယ်ဗျ။အဲဒီခါမှာတော့ကြည်စံအားလုံးဟာယတိကြီးရဲ့ခန္ဓာကိုယ်အတွင်းကို ထိုးဖောက်လို့ဝင်ရောက်သွားခဲ့တာပေါ့။ဒါပေမဲ့လေခဏလေးတွင်းမှာပဲကြည်စံအားလုံးဟာပြန်ထွက်လို့လာခဲ့ပါတော့တယ်။ကြည်မတိုးတဲ့ယတိကြီးကိုမြင်လိုက်ရတဲ့ခါမှာတော့ချစ်ဆွေတို့တငယ်ချင်းညောင်လေးပါလို့လို့ဘာကံရမယ်မသိဖြစ်ကုန်ကြတာပေါ့။အဲဒီအချိန်မှာပဲတောရှင်ယတိကြီးဟာ သူ့ရဲ့လန်ဒန်ကိုထုတ်လိုက်ပါတော့တယ်ထို့နောက်မှာတော့တော်ရရည်သိကြီးဟာအဲဒီလန်ဒန်နဲ့တင်တွန်းလို့ရှိနေတဲ့အပေချင်းရင်းကိုတိမ်ကနေမြီအောင်တုံးချက်ခေါလိုက်တော့တာပေါ့ထို့ကောင်မှာတော့တစ်ပင်ကြီးဟာလေပြင်းတိုက်ခတ်သလိုလှုံရမ်းခါလီသွားပြီးတော့တင်ထွန်းနဲ့ချစ်ဆွေတို့တငယ်ချင်းနှယောက်စလုံးအပင်ပေါ်ကနေပြုတ်ကြလို့လာခဲ့ပါတော့တယ်အဲဒီလိုအောက်ကိုပြုတ်ကြလာတဲ့ခါမှာတော့တငယ်ချင်းနှယောက်ဟာဘာကိုမှတွေ့ဝေမနေတော့ပဲအသက်ရှင်ဖို့ရာအတွက်စဉ်းစားကြပါတော့တယ်ထို့နောက်မှာတော့သူတို့နှယောက်ဟာနောက်ကိုပင်ပြန်မကြည့်တော့ပဲ ျွန်တော်နဲ့တင်ပါတသားတဲ့ကြောင်ထွက်ပြေးကုန်ကြတာပေါ့အဲဒီလိုတဲကြီးမကြီးထွက်ပြေးနေကြပေမဲ့လေတို့တို့နှစ်ယောက်ဟာမူလနေရာကိုသာပြန်လေရောက်ရှိလို့နေခဲ့ကြတယ်ဗျာမနေ့ကအာယုံဦးအလင်းအောင်ဆိုတာကလေမျော်လင့်လို့မရတော့တဲ့အထိမဲမောင်လို့နေခဲ့တာပေါ့ကောင်းကင်ရန်တစ်ခုလုံးမှာတော့မိတုံမိတုံကြင်များကိုသာမြင်နေရပြီးတော့အချိန်ကြာမြင့်စွာအမောင်တို့ကြီးကကြီးစိုးလို့နေခဲ့ပါတော့တယ်အခုလိုအသက်ကိုဖတ်နေထုတ်ပြီးတော့ပြေးနေရစင်ပါပဲမထင်မှတ်ထားတဲ့အရာတစ်ခုကပေါ်ထွက်လို့လာခဲ့ပြန်တာပေါ့ တို့နှစ်ယောက်ပြေးလွှားနေတဲ့ရှေ့မှာတော့အီယာမအကြာကြီးတကောင်ကရောက်ရှိလို့နေပြီးတို့နှစ်ယောက်ကိုစိုက်ကြည့်လို့နေခဲ့တယ်ဗျထိုးနောက်မှာတော့အဲဒီကြာကြီးဟာကျေလောင်စွာနဲ့ပဲဟိန်းဟောင်လိုက်တာပေါ့ဒိစိန်ငိန်တန်နေရဲ့တောအုပ်ကြီးတစ်ခုလုံးထဲမှာတော့ကြာရင်တန်ကြီးဟာဘုံလွှမ်းလို့သွားခဲ့ပါတော့တယ်အဲဒီလိုတို့ရဲ့ရှေ့မှာကြာကြီးရှိနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့တင်ထုံးနဲ့ဆွေမြောင်းတို့တငယ်ချင်းတယောက်လေးအသက်ကိုဖတ်နေထိုးပြီးတော့နောက်ကိုပြန်ပြေးသွားခဲ့ကြရပါတော့တယ် တို့နောက်မှာတော့တို့နှစ်ယောက်ဟာတိပင်ကြီးတပင်ရဲ့အဘကိုရုံးကနေသုံးကနေတက်ကုန်ကြတယ်ဗျာတို့နှစ်ယောက်ရဲ့စိတ်ထဲမှာတော့အကြာကြီးဟာတိပင်ဘကိုမတက်နိုင်ဘူးလို့ထင်နေခဲ့ကြတာပါဒီလိုနဲ့အပင်ဘကိုရောက်တဲ့အခါမှာတော့တင်တွန်းဟာအခုလိုစကားဆလိုက်ပါတော့တယ်ဘလို့ဖြစ်တာလဲကွာငါတို့ဒီတော့တဲ့ကိုရောက်လာပြီဆိုကြတဲ့ကအသက်ကိုဖမ်းနေထုတ်ပြီးတော့ပြေးနေရတာကြီးပဲငါလည်းမပြောတတ်တော့ပါဘူးကွာငါတို့ဒီတော့တဲ့ကိုစဝင်လာဖို့ဆိုတဲ့ကဖြစ်နေတော့တာပဲဦးတင်ဖေပြောသလိုများဖြစ်နေပြီလားမသိဘူးကွာ ဒီတော့နဲ့ကြီးကအရန်ကိုစီကန်းကြည့်ပြီးတော့စီကန်းချိုးဖောင်ရင်ဒုက္ခရောက်တယ်လို့ပြောဘူးတယ်ကွာငါလည်းမသိရောပါဘူးကွာဥတင်ဖေပြောတာမှန်လားမှားလားဆိုတာကိုမသိပေမဲ့လောလောဆယ်တော့ငါတို့ကလက်တွေကြုံနေရပြီကွာငါတို့တွေ့ခဲ့တဲ့သူကြီးကဥတင်ဖေပြောတဲ့ရေသေးကြီးများဖြစ်နေမလားမသိပါဘူးကွာစွေမျောင်းရဲ့အတီပေစကားကိုဂေယုမဆိုင်ခဲ့တဲ့တင်တော်တယောက်အခုခါမှာတော့ဥတင်ဖေရဲ့သတိပေးချက်ကိုစတင်ပြီးတော့ယုံကြည်လာခဲ့တော့တာပေါ့ဤတော့ကြီးထဲမှာရှိတဲ့ရေသေးကြီးဆိုတာကနှစ်ပေါင်းတရာကျော်ကြာ ကမ္မထမ်းထိုင်ခဲ့တဲ့ပုံကိုတူဦးသားဖြစ်ပါတယ်ထိုယတိကြီးရဲ့အချင်းအဝါကြောင့်ပဲတောကြီးရဲ့အတွင်းမှာရှိတဲ့တလေးဆန်တွေဟာမုတ်ဆိုးတွေရဲ့ရံကနေပြီးတော့ကင်းလွတ်ချမ်းသာနေရခြင်းသာဖြစ်တာပေါ့တောရှင်ယတိကြီးရဲ့ကာကွယ်စောင့်ရှောက်မှုကြောင့်ပဲဒီတော်ဒီတောင်ကြီးထဲမှာဘယ်လိုမုတ်ဆိုးကမှတားကောင်မလိုက်ရဲကြဘူးဗျဆွေမြောင်းနဲ့တင်တော်တို့တငယ်ချင်းတယောက်ကတော့အပင်ပေါ်မှာကာယခွာထိုင်လျက်ဂျာကြီးရဲ့အပြံကိုစောင့်ဆိုင်နေခဲ့ကြပါတယ်။တို့ရဲ့စိတ်ထဲမှာတော့ဂျာကြီးဟာအချိန်ကြာလို့ရှိရင်ဒီနေရာကနေထွက်သွားမယ်လို့ထင်နေခဲ့ကြတာပါ။ အချိန်ကြာတဲ့အထိထွက်မသွားတဲ့ကံမှာတော့တင်ထွန်းဟာတနတ်ကိုချိန်ရွယ်လိုက်ပြီးတော့ကြားကြီးကိုပြစ်လိုက်တာပေါ့ဒါပေမဲ့လည်းကြားကြီးကိုထိဖို့နေနေတသာတနတ်ကကြည်စံတောင်မထွက်ခဲ့ဘူးဗျအချိန်လေးကုံဆုံးသွားခဲ့ပေမဲ့လည်းကြားကြီးကတော့ဘယ်ကိုမှထွက်မသွားပဲအဲ့ဒီတပင်ကြီးရဲ့အောက်မှာပဲလေပန်လိုနေခဲ့ပါတော့ရယ်အခုလိုဖြစ်ပျက်ပြီးကြုံတွေ့ရတဲ့ကံမှာတော့တင်ထွန်းတို့တငယ်ချင်းနှစ်ယောက်လေးကြောက်လန့်နေရုံမှတပါဘာမှမတက်နိုင်ကြတော့ပါဘူးအခုလိုကြားကြီးရဲ့အပြန်ကိုစောင့်ရင်းစောင့်ရင်းနေပဲရက်သက်တဲ့ဘက်ကိုကြာလာခဲ့ကြပါတော့ရယ် အဲအားကြောင့်တို့တို့ငွေချင်းညောင်လေအစာရေစာမစားရတာခொနှစ်ရက်ခန့်ရှိနေပြီဖြစ်ပြီးဟောအားအိမ်တွေကလည်းချိန်နေလို့လာခဲ့ကြရဲဗျာပတ်ဝန်းကျင်တစ်ခုလုံးကလည်းရောင်နေကိုပင်မမြင်ရပဲမှောင်မိုက်စမြဲဖြစ်လို့နေခဲ့တာပေါ့အစာရေစာမစားရတဲ့ရက်တွေများပြားလာတဲ့အခါမှာတော့တို့တို့ငွေချင်းညောင်လေအားအိမ်တွေကုံဆုံးလာပြီးတော့တပင်မောကနေဘုတ်ခနဲမီအောင်ပြုတ်ကြကုန်ကြပါတော့တယ်အဲဒီလိုပြုတ်ကြလာတဲ့အခါမှာတော့တို့တို့ငွေချင်းညောင်ဟာကြာကြီးရဲ့လက်ကနေပြီးတော့ လွတ်မြောက်အောင်ပြေးထွက်ချင်နေကြပေမဲ့လက်တွေမှာတော့စိတ်သာရှိနေပြီးတော့မပြေးနိုင်ကြတော့ပါဘူး။ဂန္ဓကိုအာရင်တွေကုံဆုံသွားခဲ့တာကြောင့်အာရင်မရှိဖြစ်လို့နေခဲ့ကြတာပေါ့။ထိုချိန်မှာတော့ကြားကြီးဟာအိတ်ဆက်နေရာကနေထလာပြီးတို့တို့နှစ်ယောက်ကိုစိမ့်ရှင်ရှင်မျက်လုံးများနဲ့စိုက်ကြည့်လို့နေခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ကြားကြီးဟာခြေလမ်းများကိုတလန်းချင်းလှမ်းလာရင်ဆွေမြောင်းနဲ့တင်ထွန်းတို့ရဲ့အနာကိုတပြေးပြေးချင်းချင်းကန်လာခဲ့တော့တာပေါ့။ အဲဒီခါမှာတော့ဆွေမျောင်းနဲ့တင်ထွန်းတို့တငယ်ချင်းတွေကလည်းလက်အုပ်ကိုကိုစီခြိလိုက်ကြပြီးတော့ကြားကြီးကိုရှ िख ိုးတောင်းမှန်လိုက်ကြတယ်ဗျကျွန်တော်တို့ကိုမတတ်ပါနဲ့အရှင်ချမင်းကြီးရေကျွန်တော်တို့မသေးခြင်းသေးပါဘူးကျွန်တော်တို့မှာခရုစိတ်ပေးရမယ့်မိဘတွေတသမီးနဲ့ဇနီးတွေရှိပါတယ်ကျွန်တော်တို့မရှိရင်တို့အားလုံးဒုက္ခရောက်ကုန်ကြမှာဗျကျွန်တော်တို့ကိုကျေးဇူးပြုပြီးတော့လှုပ်ပေးပါကျွန်တော်တို့ကိုမတတ်ပါနဲ့ကျေးဇူးတင်ပါတယ်အဖေချားကြီးရေအစာရေးစားမစားရပဲအရင်ချင်းနဲ့နေကြတဲ့တင်ထွန်းတို့တငယ်ချင်းတွေရဲ့လေတံများဟာ ချော့တော်တော်နဲ့ထွက်ရုံသာထွက်နေကြပါတော့တယ်။သူတို့နှစ်ယောက်ကအသက်ရှင်ဖို့အတွက်ဘာလို့လို့လို့ရမှမသိဖြစ်နေကြတာပေါ့။အဲဒီနောက်မှာတော့သူတို့ငယ်ချင်းညော့ဟာကြားကြီးကို ရှ िख ိုးဥချလိုက်တယ်ဗျာ။အရှင်ကြောင်မင်းကြီးကျွန်တော်မျိုးပြောတာကိုနားလည်လားမလည်လားတော့ကျွန်တော်မျိုးမသိပါဘူး။ဒါပေမဲ့ကျွန်တော်မျိုးတောဟန်တလေးဆန်တွေရဲ့အသက်ကိုတတ်ခင်မိရဲ့အတွက်လေတောင်းမှန်ပါတယ်။ဂျေဇူးပြုပြီးတော့ကျွန်တော်ရဲ့အသက်ကိုတော့ချမ်းသာပေးပါ။ကျွန်တော်တို့တငယ်ချင်းတွေကိုပြန်လွတ်ပေးဖို့အတွက်တောင်းပန်ပါတယ်။အဲဒီခါမှာတော့ကြားကြီးဟာ သူတို့နှစ်ယောက်ကိုရမ်းမမှုပဲသူတို့နှစ်ယောက်ပြောသမျှကိုလက်ခံနားထောင်နေခဲ့တယ်ဗျထို့နောက်မှာတော့ကြားကြီးဟာရုတ်တရက်ဆိုသလိုရတိကြီးရဲ့ပုံစံကိုပြောင်းလဲသွားခဲ့ပါတော့ရေအဲဒီမြင်ဝင်းကိုမြင်လာရတဲ့အခါမှာတော့တင်ထွန်းနဲ့ဆွေမြောင်းတို့တငယ်ချင်းနှစ်ယောက်စလုံးလေးကြက်တီတီးသွားခဲ့ကြတာပေါ့ထို့နောက်မှာတော့ဒေါ်ရှင်ရတိကြီးဟာလူငယ်နှစ်ယောက်ကိုကြည့်ပြီးတော့အခုလိုပြောလိုက်တယ်ဗျအေးကောင်လေးတို့ငါဟာတီလာသမားဒီပညာနဲ့ပြည့်စုံတဲ့သူတော်စင်တယောက်သာဖြစ်ပါတယ်မြေသူတဦးတယောက်ရဲ့အသက်ကိုမှတတ်ဖို့မစင်စားခဲ့ပါဘူး ဒါပေမဲ့ငါလုတ်ခဲ့တာကမင်းတို့နှစ်ယောက်မှာအပြစ်ရှိကြောင်းကိုမင်းတို့သိစေဖို့အတွက်အတိပေးခြင်းယုံတတ်တာဖြစ်ပါလေကွ။ဤဘက်တာကဘာမှာတရဝတိုင်းဟာသူတို့ရဲ့အသက်ကိုသူတို့ချစ်ကြပါလေ။ကောင်းလေးတို့တလေးဆန်လေးတွေကိုအသက်တည်းအခါမှာအဲဒီတလေးဆန်လေးတွေကသူတို့အသက်ရှင်မှုအတွက်ဘယ်အရာမဆိုလောက်ချရတော့တာပေါ့။အဲဒီတလေးဆန်လေးတွေကအမဲလိုက်ခံရတဲ့အခါဘလောက်အထိကြောင်ရွံ့ကြရမယ်ဆိုတာကိုကောင်းလေးတို့အခုသိကြပြီမဟုတ်လားကွ။ကောင်းလေးတို့နှစ်ယောက်လည်းအသက်ရှင်မှုအတွက်ဆိုရင် တလေးဆန်ကိုတောင်ဥချဖို့အတွက်ဝမလေးခဲ့ကြတော့ဘူးလေတော်ရှင်ဒီကြီးဟာအဲဒီလိုပြောဆိုပြီးတော့တင်ထွန်းနဲ့ဆွေမြောင်းတို့တငယ်ချင်းတွေရောက်ကိုစုံးမဩဝါဒထွေလို့နေခဲ့တာပေါ့ယေရှုကြီးမားလာပါတယ်အရှင်ယေသိကြီးကျွန်တော်တို့ကကြောက်ရွံ့မှုဆိုတာကို နားလည်ကြပါပြီကျွန်တော်တို့ကလည်းကျွန်တော်တို့ချစ်ရတဲ့သူတွေနဲ့ဝေးရမှာကို ကြောက်ကြပါတယ်အမဲလိုက်ခံရတဲ့တလေးဆန်လေးတွေလည်းဘလို့ခံစားရမလဲဆိုတာကိုကျွန်တော်တို့နားလည်သဘောပေါက်သွားပါပြီယေသိကြီးကျွန်တော်တို့ရဲ့အမားတွေကိုကျွန်တော်တို့သိပါပြီ ကောင်းပြီလေကောင်းလေးတို့ ဒါဆိုတင်တို့နှစ်ယောက်ငါကိုဂရီးတစ်ခု ပေးနိုင်မလားကွယ်တင်တို့နှစ်ယောက်ရဲ့ဘဝတစ်ယောက်လုံးတလေးဆန်လေးတွေရဲ့အတကူထပ်ပြီးတော့မငင်းသေးတော့ပါဘူးလို့ငါရည်သေးကိုဂရီးပေးနိုင်ကြမလားကွယ်ဟုတ်ကဲ့ပေးနိုင်ပါတယ်ရည်သေးကြီးဒီနေ့ဒီအချိန်ကစပြီးတော့ကျွန်တော်တို့ဘဝတစ်ယောက်ဘယ်တလေးဆန်လေးတွေရဲ့အတကူမှမငင်းသေးတော့ပါဘူးလို့ရှင်ရည်သေးကြီးကိုကျွန်တော်တို့နှစ်ယောက်ဂရီးပေးပါလေဗျာအေးကွယ်ကောင်းပြီတာတုတာတုတာတုအခုချိန်ကစပြီးတင်တို့နှစ်ယောက်ငါရည်သေးကိုဂရီးပေးလိုက်ကြပြီနော်ဒါပေမဲ့မလိုက်နိုင်တော့ တဲ့တို့ဘဝတွေကဒုက္ခရောက်ကုန်ကြလိမ့်မယ်ကွယ်ထွန်းတောင်နေဆွေမြောင်းတို့တငယ်ချင်းမြောက်ဟာအခုလိုဂရိပေးပြီးတဲ့အခါမှာတော့ရှင်သေးကြီးကိုဥချလိုက်ကြပါတော့ရင်ဒုံတော်မှာတော့ရှင်သေးကြီးဟာသူ့ရဲ့ညာဘက်လက်မှာကင်ဆောင်ထားတဲ့လန်တန်ကိုအပေါ်ကိုမြောက်တင်လိုက်တယ်ဗျအဲဒီခါမှာတော့ရသေးကြီးရဲ့လန်ကနေအလင်းရောင်တွေဖြာထွက်လာပြီးတော့မှောင်မဲနေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းရုပ်တရက်ဆိုသလိုနေအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတော့ရင်ရှင်သေးကြီးရဲ့လန်ဆွမ်းဟာဆွေမြောင်းတို့တငယ်ချင်းမြောက်တွေအိမ်ပြန်လန်းကိုဖွင့်ပေးလိုက်တာပေါ့ အဲဒီနောက်မှာတော့ထွန်းတောင်နယ်ဆွေမြောင်းတို့တငငချင်းတယောက်လေးသူတို့နေထိုင်ရာရွာလေးကိုပြန်လဲရောက်ရှိလို့လာခဲ့ကြပါတော့တယ်။ဒီလိုနဲ့သူတို့တငငချင်းတယောက်ဟာရွာကိုပြန်လဲရောက်ရှိလို့လာခဲ့ကြပြီးသူတို့ကြုံတွေ့ခဲ့ရတဲ့တရင်ဟာလေရွာထဲမှာဟိုးလေးတကြောကြောဖြစ်လို့သွားခဲ့တာပေါ့။အဲဒီခါမှာတော့ရွာတောင်ပိုင်းမှာနေထိုင်တဲ့အောင်းလန်းဆရာကြီးဦးဝင်မောင်ဟာရေတကြီးရဲ့တောင်ဝင်းကိုလိုချင်စိတ်တွေဖြစ်ပေါ်လို့လာခဲ့ပါတော့တယ်။အဲဒါကြောင့်ဦးဝင်မောင်ဟာရေတကြီးရှိရာတောအုပ်ထဲကိုတယောက်တည်းထွက်လာခဲ့တာပေါ့။ ဒီလိုနဲ့တောအုပ်ကြီးတွေကိုရောက်တဲ့အခါမှာတော့တမျောက်ထားတဲ့အောက်လန်းပညာတွေကိုထုတ်သွင်းရင်ဂါထာမန္တန်တွေကိုစတင်လို့ရွဆိုလိုက်ပါတော့တယ်။အဲဒီနောက်တိတ်မကြခင်မှာပဲဒေါ်ရှင်ရည်တေကြီးဟာအောက်လန်းဆရာကြီးဦးငွေမောင်ရဲ့ရှိမရုပ်တရည်ပေါ်ထွက်လို့လာခဲ့တယ်ဗျာ။ဒေါ်ရှင်ရည်တေကြီးဟာအောက်လန်းဆရာကြီးဦးငွေမင်းကဘာစကားတခွင်းမှမပြောခင်မှာပဲအောက်လန်းဆရာကြီးရဲ့အကြံစီကိုသိရှိလို့နေခဲ့တာပါ။အဲဒါကြောင့်ဒေါ်ရှင်ရည်တေကြီးဟာအခုလိုစကားဆိုလိုက်တယ်ဗျာ။အတင်လူသားက ငါရှင်ရသည့်ရဲ့တောင်းဝေးကိုလိုချင်နေတယ်ထင်ပါတယ်။အိုးမှားလိုက်တာရေတွေကြီးရဲ့ကျွန်တော်မျိုးလာရချင်းရဲ့အကြောင်းရင်းကိုလည်းသိပြီဆိုတော့ရှင်ရသည့်ရဲ့တောင်းဝေးကိုကျွန်တော်မျိုးကိုပေးပါလားဗျာ။ဒီတောင်းဝေးကိုအသုံးပြုပြီးတော့တရဝရီရဲ့ကောင်းတို့ကိုတယ်ဖို့ပါမယ်လို့ရှင်ရသည့်ကိုချုပ်ကတိပြုပါတယ်ဗျာ။အောင်လန်းဆရာကြီးဦးဝင်မောင်ရဲ့စကားဆုံးမှာတော့ဒေါ်ရှင်ရသည့်ကြီးဟာသူ့ရဲ့တောင်းဝေးနေအောင်လန်းဆရာကြီးရဲ့နှစ်ဖူးကိုရိုက်ချလိုက်တယ်ဗျာ။ဘိုးကောင်ကတော့အောင်လန်းဆရာကြီးလေအဲ့ဒီညမှာပဲလဲကြသွားပြီးတော့ တတိလေမေးမျောသွားခဲ့ပါတော့တယ်ဒီတောင်ဝေးကိုမင်းကိုဘာလို့ပြရမှာလဲကွာမင်းကအလေကောင်းတတ်တတ်ပဲဒါကိုအတုံးချပြီးတော့ကိုကျိုးစည်းဝါရှာမင်းဆိုတာငါကြိုတိနေရပေါ့မင်းတိုင်တယ်မင်းသာခံပြီးတော့ကွယ်ဒိုကဲတို့ပြောဆိုပြီးရဲ့နောက်မှာတော့ဒေါ်ရှင်ရေတီကြီးဟာသူ့ရဲ့တောင်ဝေးကိုအပေါ်ကိုမြှောက်လိုက်ပါတော့တယ်အဲဒီခါမှာတော့အလင်းနန်းတွေကဖျားထွက်လာပြီးတော့ပန်ဝန်းကျင်တစ်ခုလုံးကလေမှောင်မဲလို့သွားခဲ့တာပေါ့ ထို့နောက်မှာတော့တောချင်ရေးတေးကြီးဟာအဲ့ဒီနေရာကနေပျောက်ကွယ်လို့သွားခဲ့တယ်ဗျဒီလိုနဲ့အချိန်အနည်းငယ်ကြာတဲ့ခါမှာတော့အောက်လန်းဆရာကြီးလည်းပြန်လဲလို့တတိယရှိလာခဲ့ပါတော့တယ်အဲ့ဒီခါမှာတော့အောက်လန်းဆရာကြီးလည်းဒီအမောင်တို့ကြီးဟာတောချင်ရေးတေးကြီးရဲ့ဂျင်စာဆိုတာကိုချက်ချင်းတိလိုက်ပြီးတက်မြောက်ထားတဲ့ဂါထာမန္တန်တွေကိုစတင်လို့ရွတ်ဆိုပြီးရေတေးကြီးရဲ့ဂျင်စာတွေကိုတိုက်ဖြတ်လို့နေခဲ့ပါတော့တယ်ဒါပေမဲ့လည်းအောက်လန်းဆရာကြီးဘယ်လိုပဲတိုက်ဖြတ်တိုက်ဖြတ်တောချင်ရေတေးကြီးရဲ့ဂျင်စာတွေကတော့ပြက်ပြဲလို့မသွားခဲ့ပါဘူး ထို့နောက်မှာတော့အောင်လန်းစရာကြီးဟာငဲတန်ပါအောင်အော်ဟစ်ရင်အကူအညီတောင်းလို့နေခဲ့တာပေါ့ဒါဝေးမင်လေးအောင်လန်းစရာကြီးကိုဘယ်သူကမှလာပြီးတော့မကူညီချဘူးဗျာဒီတော့နယ်ကြီးထဲမှာတော့အောင်လန်းစရာကြီးဥငွေမောင်းဟာဘယ်အချိန်အထိဒီတော့နယ်ကြီးထဲမှာဆက်ရှိနေမလဲဆိုတာကိုတော့ကျွန်တော်တို့လည်းမသိကြပါဘူးဟုတ်ကဲ့ပါဗျာဇလန်လေးရောဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီအစိုးရဒီနားဆင်ပေးတဲ့ပရိသတ်တယောက်ချင်းစီတန်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်ဇလန်လေးကိုအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကတင်ဆက်သူမားနဲ့ပဲဖြစ်ပါတယ်ဗျာ